ရာဂုံမြို့တွင်မအောင်မြင်သော68 resident အရာစီမံကိန်းကြောင့်ငွေကျပ်ဘီလီယံတရာကျော်အကျွေးတင်နေသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်မှလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ခံရကြောင်းနိုင်ငံရေးအသိုင်းအဝိုင်းကရန်ကုန်ခေတ်သစ်တည်င်းဌာနထံသို့ပြောဆိုသည်ကဘာရေးဖျားလန်းနဲ့ဆရာဆန်လန်းတော်ရှိ68 resident အရာစီမံကိန်းကိုတသက်ခိုင်နဲ့အောင်ကျော်ဝင်းတို့ကကမ္ဘောဇာဗန်ထံမှငွေကျပ်ဘီလီယံတရာကျော်ရှင်းကားခဲ့ကြောင်း တို့ရတွင်68 resident အရာစီမံကိန်းမှာ အရှိန်မီ PC ခြင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင် ကမ္ဘောဇာဘဏ်မှရှေ့ယူထားသောငွေကျပ်ဘီလီယံတရာကျော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရှိရသည်လွတ်တော်ကိုယ်စားလှယ်လောင်းအရေးအရှင်းသတ်မှတ်ချက်မှလူငွေအဖြစ်သက်ဆိုင်ရာတရားရုံးဤကြေညာခံထားရခြင်းမှလွန်မြောက်ခွင့်မရသေးသူဆိုတာပါတယ်အဲ့ဒီတော့ဒေါ်သက်သက်ခိုင်ကိစ္စကလူငွေတော့မကြေညာခံရသေးတော့လဲအကျွေးပြတ်မဆက်နိုင်လို့တရားတစ်ပောင်ဖြစ်နေတဲ့သဘောတော့ရှိတယ် ဆိုတော့အရေးအရှင်းသတ်မှတ်ချက်တွေကတော့ညှိတယ်လို့ပြောလို့ရတယ်လို့မညှိသေးဘူးလို့လည်းပြောလို့ရတယ်။ဒါပေမဲ့အကျွေးပြတ်မဆက်နိုင်တာမို့လို့လူမွေးအဖြစ်ကျင်ညာခံရတာမျိုးလည်းရှိလာနိုင်တယ်။ဒါကြောင့်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖြတ်ခြင်းမပယ်ဖြတ်ခြင်းကတော့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့စင်ကျင်နှုံတရားအပေါ်မှာပဲမူတည်ပါတယ်ဟုနိုင်ငံရေးအသိုင်းအဝိုင်းကတုံ့သက်ပြောဆိုသည်။ စစ်တပ်ကပြင်ဆင်ထားသောပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေအခမ်းအနပုံမှန်ရှိကကြီးပါလွတ်တော်ကိုယ်စားလှယ်အရေးရှင်သတ်မှတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မတင့်လျော်သည့်ပေးရန်တာဝန်ကင်းရှင်းသူများဟုပြဋ္ဌာန်းထားရာတသက်ခိုင်မှကမ္ဘောဇာပန်တို့ငွေကျပ်ဘီလီယံတရာကျော်အကျွေးပေးရန်ရှိနေ၍အဆိုပါဥပဒေပုံမှန်နှင့်လည်းညီစွန်းနေကြောင်းသိရှိရသည်ရန်ကုန်မြို့ဗဟန်းမြို့နယ်ဆရာဇန်လန်းနှင့်ကဘာအေးဖျားလန်းရှိမြေတအေကပေါ်တွင်တိစောက်ခဲ့သော28ထပ်အမြင့်ရှိ 68 resident အစင်းမြင့်ကွန်ဒိုကို United GP Development Company ကတာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီးတသက်ခိုင်နေအောင်ကျော်ဝင်းမှအဆိုပါကုမ္ပဏီ၏ဥက္ကဋ္ဌနှင့် Director များဖြစ်ကြသည်။ ြည်သူရှေ့ဆောင်ပါတီပြည်သုံးလုံးဥက္ကဋ္ဌတသက်ခိုင်မှလာမဲ့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနှင့်အမတ်နှင်မှဝင်ရောက်ရှင်ပြရန်ရှောက်လွှတ်တင်သွင်းခဲ့ပြီး၎င်း၏မဲဆန္ဒနှင့်တွင်ဗဟန်၊ကမာရော့၊အလုံး၊စံချောင်း၊ကြီးမြင့်တိုင်း၊လှိုင်း၊မယံကုန်၊မြောက်ဥက္ကလာပါမြို့နယ်တို့ပါဝင်သည်တသက်ခိုင်ပါတီမှတနိုင်ကံလုံးအတိုင်းအတာဖြင့်ဝင်ရောက်ရှင်ပြခြင်းဖြစ်သည်။ တတ်တတ်ခိုင်သည်2015ခုနှစ်တွင် NLD ပါတီ၏ဒဂုံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရရှိခဲ့ပြီး2019ခုနှစ်တွင် NLD ပါတီမှနှုတ်ထွက်ခဲ့သူဖြစ်သည်။2019ခုနှစ်တွင်ပြည်သူ့ရှေ့ဆောင်ပါတီထူထောင်ခဲ့ပြီး2020ရွေးကောက်ပွဲတွင်တတ်တတ်ခိုင်၏ပြည်သူ့ရှေ့ဆောင်ပါတီမှအမတ်နေရာတစ်ခုမှအနိုင်မရရှိဘဲခွက်ခွက်လန်အောင်ရှုံးနေခဲ့သည်။ တသက်ခိုင်မှာ2021အာနာသိမ်းမှုဖြစ်ပွားပြီးနောက်စစ်ကောင်စီတွင်လူမှုဝန်ထမ်းကက်ဆယ်ရေးနေပြန်လည်နေရာရှာထားရေးဝင်ကြီးဖြစ်လာခဲ့ပြီး2023ဩဂုတ်လ3ရက်တွင်ဟိုတယ်နှင့်ခီးသွွာလာရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးအဖြစ်ပြောင်းလဲခန့်အပ်ခံရခါ2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့ဝင်ကြီးရတူတာဝန်များမှအနာဘိခံခဲ့ရသည်